ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြတဲ့များလုံးပဲမင်္ဂလာပါခင်ဗျာလာမယ့်စူပါဆန်ဒေးညမှာရှင်ပြိုင်ကစားမယ့်အာဆင်နယ်အသင်းနဲ့ချက်ဆီအသင်းတို့ရဲ့ပွဲချုပ်သုံးသပ်ချက်ကိုကျွန်တော်နဲ့အတူအာလာကလောင်ရှင်နေဖြစ်တဲ့စီသူကိုရင်ကသုံးသပ်ပြောဆိုပြီးတော့မှာပဲဖြစ်ပါခင်ဗျာကိုရောမင်္ဂလာပါဗျာမင်္ဂလာပါကိုဟုတ်ပါအာဆင်နယ်အသင်းကတော့နောက်ထပ်ပွဲချက်တစ်ပွဲပေါ့နော်ပွဲချက်တစ်ပွဲဆိုတော့အရင်ဆုံးဒါကိုရင်ရအောင်ဆက်ပြောပြပေါ့ဒါအာဆင်နယ်ရဲ့အခြေအနေလေးပေါ့ဟုတ်ပါစင်းလေးကလည်းပတ်တိုင်းဒီစကားရဲ့ပါဘာပုံမှန်လည်းမပြောင်းတော့ဘူးလေကစားပုံတွေလည်းမပြောင်းသွားဘူးဒီအချိန်၄တိုင်းမှာ cross ball တွေကိုအားပြုပြီးကစားတယ် crossbow အားပြုတဲ့ချိန်မှာတကယ်ခန်းစစ်အားတန်တဲ့ခန်းစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့ကြာရင်အာဆင်နယ်ကထပ်ပြုံးမှရုန်းကန်ရတယ်ဆိုတာတောက်လျှောက်မြင်ရတယ် Nottingham Forest နဲ့ပွဲမြင်ရတာ Forest ကအဲ့ဒီပွဲမှာဆိုရင်ဒါခန်းစစ်တန်းမှာပုံမှန်ကစားနေကြ9ရောက်ထိတော်မူကစားပဲနဲ့ယူတာခန်းစစ်၄ရောက်တန်းပုံစံနဲ့ကစားခဲ့တာအဲ့ဒီဘယ်လိုပြောမလဲခန်းစစ်မှာအားယော့ပြီးကစားတော့မှ Forest လိုအသင်းမျိုးအာဆင်နယ်ဂိုးမသွင်းနိုင်ခဲ့ဘူးနောက်တစ်ဒီ Manchester United ပွဲမှာ Manchester United ကခန်းစစ်ခန်းစစ်မှာကစားသမားအကြီးအကျယ်ခက်မြန်းများထားပြီးမှကစားတဲ့အခြေအနေမှာလေထုံးစံတိုင်းမှာအာဆင်နယ်တိုက်စစ်က ထပ်ပြီးမှဒါရုံးကန်ခဲ့ရတယ်ကိုရဖို့အချိန်နေမပြီးပြန်ဘူးเนาะအဆင်နဲ့မှအားတာတဲ့အချိန်တွေကတော့ဒီခန်စစ်တန်းနေဒါကကွေးလင်လို့အောင်နှုံနေဒါတွေကတော့ပုံမှန်တိုင်းမှာပဲအပတ်တိုင်းလိုမျိုးပဲအကောင်းဆုံးပုံစံမှာမြင်နေရတယ်ဒီနေရာမှာတစ်ခုပဲပြောစားရှိတယ် ODK ရဲ့ဒီအရေးရဲ့အကြောင်းရဲ့အကြံပွဲအချိန်တွေတခုအပြောင်းလဲမလုံနိုင်တဲ့ဟာတွေကတော့အဆင်နဲ့ဒီကာလထဲမှာအမှတ်ဆုံးရှုံးသွားတဲ့အချိန်တွေမှာဒီပိုင်းပြတဲ့ထည့်ပြောစရာရှိမှတင်ပါ့။ဥပမာ United နဲ့ပွဲမျိုးဆိုရင်သူအနိုင်ဘယ်လိုပြောမလဲ free kick ရလာခြင်းနဲ့တူတူပဲ အတင်းကောင်းတော်နှစ်ယောက်ကြည့်မယ်ဆိုရင်ဒါဘလူးနိုဖာနန်ဒက်က၉ရောက်ဝင်သွားနိုင်တယ်နောက်တစ် chance အနေနဲ့ကြည့်မယ်ဆိုရင်ဒါအူဒီကလည်းကံဝင်ရတာ၃လေးချိန်လည်းမကောင်းဒါသူ့ရဲ့အာတန်နဲ့ဘယ်ချီနဲ့ကြမ်းလဲဘယ်ချမ်းနေတဲပြီးတဲ့ဘောလုံးမျိုးတွေကိုဒါ blocking မလုပ်မလုပ်ခဲ့ဘူးဆိုတော့အူဒီကရဲ့တိုက်စစ်မှာအရေးပေါင်းမှု goal ပေါင်းပတ်သက်မှုကျဆင်းလာတဲ့ချက်ကတော့အာဆင်နယ်အတွက်တော်တော်လေးကိုဟိုဘယ်လိုပြောလဲထိုးနှက်ချက်ကြီးမားတာပေါ့နော်ဒီကွက်လယ်မှာတခြားလိုအောင်လုပ်နေရတော့ဘောလုံး position ထိန်းစားနိုင်တဲ့အပိုင်းခံစည်းလိုအောင်လုပ်ပိုင်းဒါတော့အာဆင်နယ် ြဿနာမရှိဘူးတိုက်စစ်ကတော့ဒါအပတ်တိုင်းလိုမျိုးပဲဒါအခုလည်းပြောနေကြဆိုတော့ဒီပွဲမှာလည်းအစင်တဲ့တိုက်စစ်ကဒါထပ်ပြောမှရုံးမှာပဲတခုတော့ရှိတယ်ချဲစီကတော့တိုက်ခန်းစစ်အားကောင်းတဲ့အတင်းတော့မဟုတ်ဘူးဒါပြီးခဲ့တဲ့ပွဲတွေနဲ့ရှင်းကြည့်လိုက်မယ်ဆိုတော့ Nottingham Forest နဲ့ရှင်းမလား Manchester United နဲ့ရှင်းမလားဒီနှစ်တင်းနဲ့ရှင်းမယ်ဆိုတော့ချဲစီရဲ့ခန်းစစ်ကတော့ဒီ Forest တို့ United တို့ရဲ့ဆိုင်ရင်တော့နည်းနည်းလေးတော့ရော့တာပေါ့လေဟုတ်ကဲ့ပါဒါချဲစီအတင်းကလည်းနောက်ဆုံးနှစ်ပွဲဆက်အနိုင်ရခဲ့တယ်ဆိုပေမဲ့ဒါ ဒီအောက်ဆုံးအသင်းတွေဖြစ်နေတာပေါ့နော်အောက်ဆုံးအသင်းတွေဖြစ်နေတာဆိုတော့ဒီအရင်လေဒီပွဲမှာတော့တိတ်တော့မျှလင်းကြတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီတခုရှိတာကဒီ Chelsea အသင်းရဲ့တိုက်စစ်ပိုင်းပေါ့ဘာကြီးရုံးကန်နေရလဲဒါစီသူပြောပြပေါ့မယ်အဓိကတော့ Nicolas Jackson မရှိခြင်း Nicolas Jackson ရဲ့လောအားနှုံတဲ့ Nicolas Jackson ရဲ့ပူပေါင်းဆောင်ရွက်မှုပေါ့နော် Jackson ကဟိုးအနောက်ထိသူအများကြီးဆင်တွဲပေးနိုင်တယ်တွဲပြီးပြီးချင်းဘောလုံးချက်ချင်းဖြတ်ပြီးတော့ချက်ချင်းတွဲပြီးတော့သူရှေ့ကိုနည်းနည်းပြန်ပြေးနိုင်တယ်အဲ့တော့အဲ့ဒီအဲ့ဒီလုံထိုးကစားမှုက ကျန်းစီတော်တော်လေးအရှိပါတယ်အဲ့အချိန်မှဒီ Charles of Fatima တွေကိုခိုးဖောက်မှလို့ဇာသမားတွေကစိတ်တိုင်းကျ space and time ကိုရရှိတယ်သူရဲ့ဒီ Jackson ရဲ့အလုပ်လုပ်မှုတွေအဲ့တော့လက်ရှိ Chelsea တင်မှာအဲ့ဒီ rule ပျောက်ဆုံးနေတယ်ပေါ့နော်အဲ့တော့ဒီနောက်ဆုံးပွဲမှာတော့ Leicester နဲ့ပွဲမှာတော့အပြောင်းနဲ့အနည်းငယ်လေး Ankunku ကိုဒီဘက်ဘက်ထုတ်လိုက်တယ်ဘက်ဘက်ထုတ်လိုက်ပြီးတော့အရှိမနေထိုထားတယ်ပေါ့နော်အဲ့တော့နေထိုကအဲဒီအဲ့အမြန်နှုံတော့ရှိတယ်ပုံစံတော့မကြသေးဘူးအဲ့လိုအဲ့လိုမျိုးလုံနိုင်တယ်အမြန်နှုံနဲ့လောက်အားနှုံတော့ရှိတယ်အန်ကွန်ကူကကျတော့ skill set အပြည့်ရှိတယ်ဒါပေမဲ့ သူအဲ့ဒီ physical ဘိုင်းမှာကျတော့အဲ့ဒီအလုပ်ကိုသူမလုပ်နိုင်ဘူးအဲ့တော့ half ပုံစံမျိုးတွေဖြစ်နေအောင်နော်ပြီးခဲ့တဲ့ပွဲမှာအနည်းငယ်တိုးတက်လာတာကိုကျွန်တော်တို့မြင်ရတယ်ပြီးတော့ character အားဖြင့်ချီကျူးရမယ့်အပိုင်းရှိတယ် Leicester ကိုနိုင်လာလို့မှန်တယ်ဒါပေမဲ့ Wednesday ဆိုတာ Chelsea နိုင်လေးရှိတဲ့ဒီပုံစံမျိုးမဟုတ်ဘူးဒါပေမဲ့အဲ့ဒီ Wednesday ပုံစံဆိုတော့သူတို့ထိန်းပြီးတော့ဒီပွဲကိုဟို ugly win ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးသူကစားသွားတယ် character ဘိုင်းမှာတိုးတက်လာတယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်ပေါ့နော်ဘာဖြစ်ပြီးတော့ Chelsea က Arsenal ထက်ပွဲချောင်တဲ့အနေထားကနေသူအေးစစ်စစ်ကစားနေရတာဖြစ်တဲ့အတွက် ိုးပြီးတော့လမ်းဆန်းနေမယ်အာသာချက်ရှိတယ်။ပြီးတော့ Chelsea ဘက်ကအားနေချက်ကပါလဲဆိုတော့ဒီ Arsenal ရဲ့အာသာချက်နဲ့တွားပြီးတော့ kait နေတာပေါ့နော်။ Arsenal ကသူရလက်ဆိုးတာရလက်ဆိုးတဲ့တည်ကြတဲ့ပွဲတွေများတယ်ပေါ့နော်။အဲ့တော့အဲ့လိုပွဲတွေကဘယ်လိုပွဲတွေလဲဆိုရင်ပြိုင်ဘက်ကခန်းစစ်ပိတ်ကစားတယ်။ပိတ်ကစားတယ်။အဲ့ပိတ်ခန်းစစ်ကောင်းနေခန်းစစ်မာတဲ့ mid block low block ကောင်းကောင်းကစားတဲ့အသင်းတွေကိုသူအဲ့လိုမျိုးရုံးကန်ရလေးရှိတယ်။ဒါပေမဲ့သူသူတင်ကိုတင်ကန်မယ်။တိုက်စစ်ချင်းကစားမယ်ဆိုတဲ့အသင်းတွေကိုဆိုရင်သူမခက်ခဲပဲနဲ့အနိုင်ယူနိုင်လေးရှိတယ်။ဒါ PSG လို့လည်းသူအနိုင်ယူခဲ့တယ်ချန်ပီယံလိမှာဆိုရင် ပြီးတော့ဒီနောက်ဆုံးဆိုရင်သူ PSV ကိုပထမကြော်တော့ဆိုရင်ဒါ9ခုသွင်းခဲ့တယ် PSV က Arsenal level အသင်းမဟုတ်ပေမဲ့ဒီတိုက်စစ်ကစားတဲ့အသင်းဖြစ်တယ်တိုက်စစ်ကစားမယ်ဆိုရင်သူတို့ကောင်းကောင်းသွင်းတယ်ပြီးတော့ဒါ Manchester City ကိုဆိုသူတို့9ခုသွင်းတယ် Spurs ဆိုရင်လည်းသူတို့2-1နဲ့နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ play style ပေါ်မူတည်ပြီးတော့ Arsenal ရဲ့အသွေးအကြောင်းအပြောင်းလဲလေးရှိတယ်အဲ့တော့အဲ့ဒီအချက်ကို Chelsea ကသတိထားရမှာဖြစ်တယ်ဘာလို့လဲဆိုတော့ Chelsea ကခန်းစစ်ကိုအဲ့ခုနဒီ Arsenal ဒုက္ခရောက်တဲ့ဒုက္ခရောက်နေရှိတဲ့အသင်းတွေတော့အဲ ကြစ်လျောက်မစားနိုင်ဘူးခက်ခဲအောင်မစားနိုင်ဘူးခက်စစ်အမားများတယ်ကုသမလည်းအမားများတယ်အဲ့တော့ Chelsea မှာအဲ့ဒီပြဿနာလေးရှိတဲ့အတော့ Chelsea ကအဲ့ဒီပြဿနာကို fix လုပ်ပြီးလာမယ်ပြီးတော့သူတို့ရဲ့အားသာချက်ဖြစ်တဲ့သူတို့အားနေချက်ခံစစ်ကြည့်လို့သူတို့ဒီလောက်အချိန်တိုးလို့တွေ့မှာပြောင်းလဲဖို့ဆိုတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့သူတို့ရဲ့အားသာချက်ဖြစ်တဲ့ကွင်းလင်းနဲ့တိုက်ဆက်ပိုင်းကိုပဲဒီပုံမှန်အားဖြင့်အားသွင်းနိုင်အောင်ကြိုးစားလိုက်မယ်အဲ့လိုဆိုရင်ဒီ Chelsea အတွက် upper hand ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ Arsenal ဟာအဲဒီကိုရဖို့တော်တော်လေးရုန်းကန်နေရတဲ့အခြေအနေမှာရှိတယ်နောက်ပိုင်း နောက်ပိုင်းတောက်လျှောက်ပေါ့နော်အဲ့ဒါကကျွန်တော်တို့အခုပြောကြတယ်ပေါ့နော်ပိုက်စင်မှုမရှိလို့ပေါ့နော်ပိုက်စင်မှုမရှိလို့ဆိုတာတကယ်တမ်းကျတော့အသေးစိတ်ကြည့်မယ်ဆိုရင် chance creation ကတော်တော်လေးအားနည်းနေရတယ်ပိုက်စင်မှုမရှိတာမဟုတ်ဘဲね chance creation အားနည်းနေခြင်းဖြစ်တယ်အာဆင်နယ်အနေနဲ့ကိုရဖို့မလွယ်ဘူးပေါ့နော်အဲ့တော့ chelsea ကအဲ့ဒီအချက်တွေအကုန်လုံးအသုံးချနိုင်ဖို့အဲစူးစမ်းလာဖို့လိုအပ်နေတယ်လို့ယူဆတယ်ပေါ့ ဟုတ်ပါဒါချဲစီသင်းရလဲဒါကိုရင်စောစောပြောသွားသလိုပဲเนาะဒီခံစားပိုင်းကလည်းအဲ့လောက်ထိကောင်းနေသင်းမဟုတ်တော့ပေါ့အာကောင်းနေသင်းမဟုတ်ဘူးပေါ့เนาะဒါပေမဲ့ Manchester United နဲ့ပွဲမှာဒါဟို Arsenal တိုက်စစ်ကရုံးငယ်ခဲ့ရဆိုတာ Manchester United ရဲ့ဒါ541 deep blower ဒါတော်တော်လေးကိုအားကောင်းလို့ပေါ့เนาะဟိုဒါပေမဲ့ဒါပြီးပြီးခဲ့တဲ့ဒီ Manchester United ပွဲမတိုင်ခင်မှာဒါသူခုနကကိုသွင်းခဲ့တယ်ခုနကကိုသွင်းခဲ့မှာလဲဒါဒီ left channel နဲ့ right channel မှာဒါဒီကိုင်းလေကသားသားဖြစ်တဲ့ဒီ right နဲ့ဒါ odi ကဲလို့ဒါအလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့လို့ဒါရှေ့ရလူတွေဒါအခွင့်အရေးရခဲ့တာပေါ့နော်ဒီပွဲမှာဒီ rice နဲ့ origano ဒါဒါအလုပ်ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင်တော့ဒါကိုယ်ရင်းဖြုံးလင်းလို့ရနိုင်လာဖို့ဆက်ပြောပြပါပုံမှန်တော့ဒီအဓိကတော့ဒီကွင်းလယ်ကပဲအာဆီနယ်မှာဂိုးရောက်မှုတွေပြောဆိုမျောရမယ့်အနေအထားမျိုးပေါ့နော်မရီနိုကလည်းဟိုမျောစရာဆိုရင်ဒီ cross ball ကနေရှိမယ်နောက်ထပ်တဲကံဘောဒီတောင်းကံဘောတို့သူပြတာ corner ball တွေ corner ကနေပဲရှိမယ်ဆိုတော့ပုံမှန်အဖြစ် inplay အချိန်မှာဆိုရင်အများစုကမျောနေစရာ rice ရယ်ဒီ origano ရယ် origano တွင်းနိုင်တဲ့ပွဲမျိုးဆိုရင်အာဆီနယ်ဒါတိုက်ပတ်သွားပြီ origano ဆီကဒါဂိုးပဲဖြစ်ဖြစ် assist ပဲဖြစ်ဖြစ်နောက်တစ်ခါကျတော့ chance creation ပဲဖြစ်ဖြစ်ဒါတွေပေါ်မလာဘူးဆိုရင်အာဆင်နယ်ကဒါဘာမှတိုင်ပတ်သွားပြီဆိုဒီနှစ်ယောက်ပေါ်ပဲအများဆုံးမူတည်ပြီးတော့မှဒါကစားရမှာလို့အခုတော့ရှိတယ် Chelsea ကဒီ Kaiseru နဲ့ဒီ Anzu ရဲ့လိုအပ်နှုန်းကတော်တော်လေးကောင်းတာမှန်ပေမဲ့ဒီကနေ့အာဆင်နယ်ကကျတော့တက်တဲ့အချိန်ကျတော့ဟို online ချင်းလိုက်တက်တဲ့အခါမှာကျတော့ကစားမှအရေးအတွက်ချင်းချာအာဆင်နယ်ကပို့ပြီးတော့မှတာနိုင်တဲ့အားရှိအဲ့ခါကျ Anzu တို့ဒီ Kaiseru တို့ကတည်တည်ငြိမ်ငြိမ်နဲ့တုံ့ပြန်နိုင်မလားဒီလိုတုံ့ပြန်နိုင်ရင်တော့တကြတဲ့ Chelsea ရဲ့ကောင်တာတွေကလည်းအာဆင်နယ်ကိုကောင်းကောင်း ဒုက္ခပြီးနိုင်တဲ့အနေထားမျိုးတော့ကုန်ရှိပြီးသားပဲဒီအဓိကပြောချင်တာကတော့ချဲစီကိုတိုင်ကလည်းသူ့ရဲ့ခံစစ်ကိုမမချာချာနဲ့ကစားဖို့လိုတယ်ကိုင်စီရိုးလိုတော့အန်ဆူလိုဒီနှစ်ယောက်လုံးကကွင်းလယ်ကိုကောင်းကောင်းစင်ကစားဖို့ sorry ဒီခံစစ်ကိုပေါ့နော်ခံစစ်ကိုအများကြီးကာဗာလုတ်ပေးနိုင်ဖို့လိုတယ်အဲ့ဒီချက်တာလုတ်နိုင်တယ်ဆိုတော့ချဲစီကဒါအာဆင်နယ်ကို ပြန်ပြောင်း response ကောင်းကောင်းလုပ်နိုင်မှာပေါ့နော်။ဒီမှာဒါ chess အသင်းမှာလည်းဒါ9ဘက်မှာပေါ့နော်။ဒါ9ဘောက်ပြောင်းနေတဲ့ဒီပတ်သက်ပြီးတော့တကယ်တော့9ဘောက်မှာ9ဘောက်ပြောင်းနေမယ်။သူ့သူ့ရဲ့ခြေစမ်းတော့ဒါနိုင်ကြမနေဘူးပေါ့နော်။ဒါတော်တော်လေးလဲဒီ chance creation တွေလည်းလုံနိုင်နေတယ်ဆိုတော့ဒီပွဲမှာရောဒါ9ဘက်မှာအခက်ခဲတာဘယ်လိုရှိလဲမလဲ။9ဘောက်မှာတော့ထုံးစံတာအရေးပါနေမှာပဲ။ပွဲတိုင်းလဲသူဟိုအရင်ကတော့မကောင်းတော့ဘူးပေါ့နော်။အရင်ကဒီ blank ပြန်နေအောင်5 star ဖြစ်တယ်ဆိုရင်တော့အခုတော့ကြာနေရတော့မယ်ပဲ။ကစားသမားကောင်းတရားအနေနဲ့ရှိတော့မယ်အနေနဲ့လည်းရှိနေတော့မယ်ဖြစ်တယ်အဲသူ့ရဲ့ကျွန်တော်ခုနအရှိမတင်ပြခဲ့သလိုပဲ နီကိုလက်ဂျက်ဆန်သို့မဟုတ်သူ့လိုမျိုး profile ရဲ့ကူညီမှုကခုပါမှတော့အရင်အရေးပါတယ်ပေါ့နော်ခုပါမှအဲ့ဒါလက်ရှိမှာမရနေရတော့သူ play style ရအောင်သူ့ရဲ့ form မရအောင်ကြာနေရဖြစ်တယ်ဒါပေမဲ့ तू ဟာဒီအသင်းရဲ့အရေးပါတဲ့အသက်သွေးကြောဖြစ်နေတော့မယ်ပြီးတော့ဒီနောက်ပိုင်းပွဲတွေမှာ Chelsea ရဲ့ shift အနေငယ်ကိုတွေ့ရအဲ့ဒါပါလဲဆိုတော့ကွင်းလယ်မှာခိုင်စီရိုးနဲ့ဒီ Enzo Fernandez တို့ဒီနှစ်ယောက်ဟာဒီအသင်းရဲ့ခိုင်မာမှုအတွက်ကိုပို့ပြီးတော့ကစားပေးလာတာကိုတွေ့ရတယ် ဆိုလိုတာအရှင်တော့အန်ဆိုဟာအလွန်အကျွံတက်ပြီးတော့ရှိသမျှအရာတွေတို့လူရလေအရာတွေလောဘတကြီးနဲ့အများကြီးလုပ်လို့ရှိအခုနောက်ပိုင်းမှာအဲ့လောက်လောဘမကြီးရောပဲနဲ့ cautious path ကိုပို့သွားပြီးတော့အတင်းရစိတ်ချရတဲ့ဘက်အဲ့ဒီဘက်ကိုဒီ deep ဖြစ်ဖြစ်နဲ့ပို့ပြီးကုညီပေးတာကိုတွေ့ရတယ်အဲ့တော့အဲ့လိုကုညီပေးရတဲ့အတွက်ပြောမယ်ဆိုရင်ခိုးပါမှအတွက်နောက်ကကုညီမှုနည်းနည်းလျော့သွားတယ်အရှိရကုညီနိုင်မှုပေါ့နော် Jackson ကုညီနိုင်မှုလည်းနည်းနည်းလျော့သွားတယ်အဲ့တော့ခိုးပါမှအနေနဲ့သူကိုယ်တိုင်လည်းခြေစံကြားနေတဲ့အခါမှာအဲ့ဒီ consequences တွေပေါ့ ရင်ဆိုင်ရပြီးတော့အနည်းငယ်ကျသွားရလို့ကျွန်တော်တော့မြင်တယ်ဒါပေမဲ့ပြဿနာအကြီးကြီးတော့မဟုတ်ဘူးကိုပါမအနေနဲ့ဒါရင်ဆိုင်ဖြစ်ရှင်နိုင်တဲ့ပြဿနာလို့တော့ကျွန်တော်အမြင်မိတယ်ဗောနော်ဒါပေမဲ့ဆဲစီအနေနဲ့ပူလို့ပူပြီးတော့လုံးနိုင်တဲ့အရာရှိတယ်အဲ့ဒါကတော့တောင်းမှန်ဒီခုတည်းပိုကောင်းဖို့အဲ့တော့ပိုကောင်းဖို့လမ်းစားကိုကျွန်တော်တို့ပြီးခဲ့တဲ့ဘွဲမှာကျွန်တော်တို့မြင်ခဲ့ရတယ်ဒါဆန်ချိုညတော်မှာကစားတယ်အန်ကွန်ကူကဘယ်မှာကစားတယ်ဒါပေမဲ့ဘဲတောင်းမှန်မဟုတ်ဘူးသူကဒီ left pocket ထဲမှာကစားတယ်ဗောနော်ဆန်ချိုကတော့ညာဘက်မှာဒီလွတ်လွတ်လပ်လပ်ကစားတယ်အကျည်ကြီးကစားတယ်ဗောနော် ဒီအကွန်ကူကကျတော့ pocket ထဲမှာပဲကစားတယ်ဒီ white channel ထဲမှာ kukuria ကအများကြီးဖြည့်ပြီးတော့လိုအပ်တဲ့လိုမျိုးသူဖြည့်ပြီးကစားပြရအောင်တွေ့ရအဲ့ဒီပုံစံမှာ Chelsea ရဲ့ကစားအားကပူပြီးတော့ကောင်းတယ်လို့ကျွန်တော်ရဲ့အမြင်ကတော့အဲ့လိုမြင်တယ်အဲ့ဒီပုံစံနဲ့ကျွန်တော်အခုလိုမျိုးဆက်ပြီးတော့ပြီးခဲ့တဲ့ပွဲရအတိုင်းပဲဒါ Leicester နဲ့တော့ကစားနိုင်တာဗောနော်ဒါပေမဲ့ Arsenal နဲ့ပွဲကစားနိုင်မလားကစားနိုင်ရင်တော့အဲ့ဒီပုံစံဟာကိုပါမှာအတွက်အခြေစွမ်းပြန်ကောင်းဖို့အတွက်ထောက်ပြဖြစ်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ကိုပါဒါဒီ Arsenal ဒါဘယ်လိုပြောမလဲခုနကမှ တွေ့လာတာပေါ့နော်ဒီအသင်းရဲ့ဒီခန်းစစ်ကလည်းနည်းနည်းလေးယိုရင်းလာတယ်ပေါ့နော်ယိုရင်းလာဆိုတော့တစ်ဖက်မှာကြည့်လိုက်တော့ဒီချက်စီးသင်းရဲ့ကစားသမားကနည်းနည်းမြန်နှုံးဘက်ကိုဒီအမြန်နှုံးကစားသမားတွေပါဆိုတော့ဒီအချက်ကရောဒါအာဆင်နယ်အတွက်ရုံးခံနိုင်လားအဓိကညာချမ်းကိုပဲကြည့်ရမှာပေါ့ချက်စီးရဲ့ညာချမ်းဆန်ချူကစားမယ်ဆိုဆန်ချူပေါ့ဒီလိုနီတိုကစားမယ်ဆိုလည်းပက်ထရိုနီတိုကစားမယ်ဆိုနီတိုပေါ့ဘာလို့လဲဆိုတော့အာဆင်နယ်အများဆုံးဒီခါတော့အဝင်ပြောတဲ့မိကွန်းတွေကကြည့်လိုက်မယ်ဆိုရင်အာဆင်နယ်အများဆုံးဒုက္ခပြီးတဲ့အပိုင်းကကြတော့ဒီဘယ်ချမ်းခံစစ်ပဲဘယ်ချမ်းခံစစ်မှာဒီဟို စကယ်လီပဲကစားကစားကလာဖီယိုပဲကစားကစားဒီဘယ်ချမ်းကအစင်းထဲမှာအားနေတဲ့အပိုင်းကိုပြန်ပြောင်းနောက်ပိုင်းပွဲတွေမှာပြန်ဖြစ်လာတယ်။ညာချမ်းကတော့တော်တော်ကြီးကိုအားကောင်းတဲ့အထက်မှာပါတယ်။အစင်းထဲရဲ့ဂူးပီးရတဲ့အများစုကိုကြည့်မယ်ဆိုရင်ညာချမ်းကနေထူပေါက်ခံရတာပဲဖြစ်ဖြစ်ညာချမ်းကနေကောင်တာပြန်ပြောင်းမှတိုက်စစ်ဆင်ခံရတာပဲဖြစ်ဖြစ်ဒီလိုအခြေအနေကနေဂူးပြန်ပီးရတယ်ဆိုအစင်းထဲတော်တော်လေးကိုရှားတယ်။ဘယ်ချမ်းကသာတော်တော်လေးအားနေတဲ့အပိုင်းဆိုတော့အဓိကတော့ဘယ်ချမ်းအစင်းထဲဘလောက်ထိကာဘာပြန်ပြောင်းမှဟိုလုံးနိုင်မလဲတင်းညောင်ဘလောက်ထိပြန်လုံးနိုင်မလဲပြဿနာဘာလဲဆိုတော့ ဟိုပုံမှန်ပေါ့နော်ဒါဘယ်ချမ်းမှာဆိုအာဆင်နယ်ကစားလို့ရတာ၄ရောက်တောင်ရှိတယ်စင်ချန်ကိုရှိသေးတယ်ဒါစင်ချန်ကိုဆိုဘာတန်ရမှလည်းမရှိဘူးနောက်ထပ်ဒီနောက်ပိုင်းဆိုတီယာနီကစားလို့ရတယ်နောက်ထပ်လူးဝစ်ကယ်လီကစားလို့ရတယ်ကလာဖီယိုကစားလို့ရတယ်၄ရောက်ရှိတဲ့အထက်မှာပြဿနာပါဆိုအာဆင်နယ်ကတိုက်စစ်အတွက်အထောက်ပံ့လိုတယ်တိုက်စစ်အထောက်ပံ့ကိုကောင်းကောင်းလုပ်ပေးနိုင်တာကြောင့်လေကလာဖီယိုရဟုတ်ကဲ့ပူရောမှလုတ်ပေးနိုင်တယ်ကလာဖီယိုရဲ့တိုက်စစ်လိုက်ပါမှာပူရောမှကောင်းတဲ့အတွက်ဟို balance မမြအောင်ဖြစ်နေပါဘူးနော် ဒီ color view မသုံးမနဲ့မှာ scale ကိုသုံးမယ်ဆိုရင် scale ကကျတော့အတကယ်လိုက်ပါမစိုးပါဘူးဒါပေမဲ့တွေ့ကြုံရတာကျတော့ငယ်သေးရဲ့ဘိုင်းရနောက်တော့ကျတော့ဟို color view လောက်ထိရှက်မဖြစ်ဘူးဟုတ်ကဲ့ခိုးသွင်းတဲ့အပိုင်းတွေမှာကျရင်ဥမာရတဲ့အခွင့်ကို second ball ပဲပိတ်တာပဲဖြစ်ဖြစ်အဲ့ဘိုင်းတွေမှာကျတော့ color view လောက်ထိမပိုင်သေးဘူးဆိုတော့ဟိုဘယ်လိုလဲ balance မဖြစ်ဘူးဖြစ်နေအောင်ပေါ့နော်ဒီဘယ်ချမ်းခါစင်မှာ color view ကိုသုံးလိုက်ပြန်ပြီဆိုရင်လည်းဒီအဲ့ဘိုင်းကနေထိုးနှက်ခံရတာကြီးကမကြာခဏဆိုလို့ရှိတယ်ပြီးခဲ့တဲ့ဒါမှ Manchester United နဲ့ပွဲတော့ကဆိုပဲ ပြီးလဲရတဲ့ဂိုးမှကြည့်မယ်ဆိုရင်ဒါ Color Fury C ကနေဆုံးရှုံးသွားတဲ့ဘောလုံးကနေစတယ်ဆိုတော့ဒီဘိုင်းကတော့ဒါ Adidas Blue Balance ပြောင်းပြန်ပြီးတော့မှလုံနေပေါ့ဒါဝဲကြည့်ရမယ်ထင်ပါတယ်ဟိုဘယ်လိုပြောမလဲဂူပေးရနိုင်ချေရှိရဆိုတော့အခုကတော့ညာချမ်းကတော့အဲ့လောက်ထိပြဿနာမရှိဘူးညာချမ်းအမှန်တမ်းပြောရင် Chelsea ကတော့ပြန်ပြီးတော့မှဒုက္ခပြနေပြီအဲ့တော့စီလူပြောတဲ့ဘိုင်းပေါ့နော် Cucurella က Leicester နဲ့ပွဲရလူမျိုးလောက်ထိအတကင်ကို overlay လုပ်ဖို့အတွက်ဆိုရင်မလွယ်ဘူးဘာကြောင့်လဲဆိုတော့တေးကြတယ်အာဆင်နဲ့ညာချမ်းကငကိုနေတဲ့သူကပို့ပြီးတော့မှလည်းအပြုတ်ကြီးကစားတယ် ဟိုဘယ်လိုပြောမလဲညာတောင်မှန်မှာလဲပူကအာဆင်နယ်ထက်မြက်တဲ့အနေအထားဖြစ်တဲ့အတွက်ကူကူရယ်လာအတက်ကင်းတဲ့ဆိုင်ရင်ဒီ defend ဘိုင်းမှာပဲအချိန်ကူဖို့များနေတဲ့အနေအထားပေါ့နော်အဲ့ဒီအချိန်မှာ Chelsea ရဲ့ညာတောင်မှန်ကဘယ်ဒီလိုအောင်လုပ်ကောင်းမလဲတစ်ဖက်မှာအာဆင်နယ်ကရောဒီ Chelsea ရဲ့ကောင်တာတွေကို cut out လုပ်ဖို့အတွက်ဘယ်လိုပုံစံနဲ့ခင်ချင်းမလဲဆိုတော့ဒါအခုပွဲနေမှာကြည့်ရမယ်။ဘောတော့ဒါဘယ်ချောင်းကိုပို့ပြီးမှအာဆင်နယ်အတွက်စိုးရိမ်နေလို့ထင်နေတယ်။ဟုတ်ကဲ့ဗျာ။အာဆင်နယ်ကတော့ဒီ Chelsea ကိုဒါအိမ်ဝင်မှာနောက်ဆုံးနှစ်ကြိမ်လာမယ်နော်။ဒီဂိုးပြတ်အောင်မယ်နော်။ဂိုးပြတ်လာမယ်။နိုင်ထားတာဆိုတော့ ဒီအခုလာမဲ့ဒီပွဲမှာတော့ဒါဒီနှစ်သင်းစလုံးမှာဒါကွင်းလေပိုင်းကတော့တော်တော်လေးအားကောင်းတယ်ပေါ့နော်ဒီပွဲအဖြစ်လည်းပြောနေတော့ဒီကွင်းလေပိုင်းထိတိုက်လို့ဆုံမှုနေရောဒါပွဲဖြစ်များဖြစ်လာနိုင်လားဟုတ်ကဲ့အရေးကြီးရပေါ့နော်အာဆင်နယ်ရဲ့ပြဿနာကကျွန်တော်တို့ကွင်းလေမှာဘေးဒပ်ကောင်းကောင်းလုပ်နိုင်တယ်ဒါပေမဲ့ chance creation ကောင်းကောင်းမလုပ်ဘူးပေါ့တော့ chelsea ကတော့နှစ်ခုစလုံးကိုမျက်မျက်တက်တာလုပ်နိုင်တာတွေ့ရတယ်သူတို့ပြဿနာခံစေပြဿနာပေါ့နော်အဲ့တော့ chelsea ကွင်းလေကအနည်းငယ်တာတယ်လို့ကျွန်တော်တို့မြင်တယ်အထူးသဖြင့်ဒါကိုပါမှာ ပုံမှန်ခြေပြန်ရမယ်ဆိုရင်ပို့တာရတယ်ပေါ့နော်အဲ့တော့ဒီပွဲ key point ကလည်းအဲ့ဒီနေရာလေးဖြစ်လာဖို့ရှိတယ်အာဆင်နယ်အနေနဲ့ဒီထက် chance creation တွေပို့ပြီးတော့လုပ်တယ်ပြီးခဲ့တဲ့ပွဲတုန်းကဆိုရင်ကျွန်တော်တို့ Mandinite football မှာဒီ character နဲ့ပြီးတော့ဒီ Southern Nibia ဟောင်း Russell Martin ဖိတ်ခေါ်ပြီးပြောသွားတယ်ပေါ့နော်အဲ့တော့သူတို့အဓိကထောက်ပြတာက Arsenal chance creation ပြဿနာကိုထောက်ပြတယ်ပြီးတော့ဒီ Arsenal pivot ဖြစ်တဲ့ Thomas Partey Thomas Partey ရဲ့ဒီ defensive စိတ်ကဲမှုပေါ့နော်ဒါ maybe သူကိုယ်တိုင်စိတ်ကဲတာလည်းဖြစ်ကောင်းဖြစ်မယ်အာဒီတာညွန်ကြားရလို့လည်းဖြစ်ရင်ဖြစ်မယ်အဲ့တော့သူတို့ကတော့ဒီ Rosel Martin တို့ကတော့ဒီ video clip တင်တဲ့အတူရှင်းပြခဲ့တယ်ပေါ့ party ရဲ့အနေနဲ့ဒီချက်ပို့ပြီးရရှေ့တက်နိုင်မယ်ဆိုရင် Arsenal ရဲ့ angle ရဘလို့ဖြစ်ပြီးတော့ chance creation ဘလို့ပို့ရနိုင်တယ်ဆိုတဲ့အကြောင်းနဲ့သူတို့ဆွေးနွေးခဲ့ကြတယ်ပေါ့နော်အဲ့တော့ Arsenal မှာဖြစ်နေတဲ့ဒီတိုက်စစ်ပိုင်းပြဿနာဟာအဲ့ဒီအရမ်းနဲ့တော့သက်ဆိုင်တယ်အပြည့်အဝဒီအရှိမဒီ Michael Merino ရှိတယ် မက်ကမရန်တို့ကတိုက်စစ်မှာအထောင်ထားရပါမယ်လေဒါ make shift striker လို့တော့ဒီသုံးလုံးကြရပါတော့ဒါပေမဲ့ तू က make shift striker ဖြစ်တင်တာမဟုတ်ဘဲね force nine ဖြစ်တင်တယ်ဘာလို့ force nine ဖြစ်တင်လဲဆိုတော့ arsenal ကွင်းလေကိုပြီးကစားပြီးပြီးတော့ဒီ psv နဲ့တော့အလိုမျိုးအတားမှုအရယူနိုင်ဖို့အဲ့တော့အဲ့ psv နဲ့ပွဲတော့ဟာမရန်တို့ကစားတဲ့ပုံစံကတော်တော်လေးအားရဖို့ပေါ့နောက်ကို kai harvest လို့ဝင်ပြီးတော့ကစားပြရပါတယ်အဲ့ချိန်မှာ arsenal ပို့ပြီးတော့အာ trot တက်လာတာကိုကျွန်တော်တို့မြင်ရတယ်အဲ့တော့ဒီပွဲမှာတော့ဘယ်လိုသုံးမလဲကျွန်တော်တို့ စဉ်းစားရခက်တယ်ပေါ့နော်မာတနယ်လီလည်းပြန်ကောင်းနေပြီဆိုတော့မာတနယ်လီကိုပဲအထောင်သုံးလာတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲအဲ့တော့ဒီအချိန်လေးပုံမူတည်ပြီးတော့အာဆင်နယ်ရဲ့ကွင်းလေဟာလိုအပ်ချက်ရှိနေတယ်ချဲစီကတော့ဟိုဒီရာဒီလျှောက်လုံးရောတော်တော်လေးဒီသူ့ရဲ့ကွင်းလေဟာတည်ငြိမ်မှုကိုပြနိုင်တယ်အဲ့တော့ပြောမယ်ဆိုရင်တော့ကွင်းလေချင်းရှင်မယ်ဆိုရင်တော့ချဲစီဘက်ကအနည်းငယ်အပါရနေတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့ဟုတ်ကဲ့ပါဒါပွဲနေမှာတော့ဘယ်လိုရလာထပ်ပေါ်လာမလဲဆိုတော့ကြည့်ရမယ်ပေါ့နော်ဒါအာဆင်နယ်ကတော့လောလောဆယ်တော့ဒါဒီတိုက်စစ်ပိုင်းလေးရုံးခဲ့နေရတယ်ဆိုပေမဲ့ဒါ ခံစင်းတဲ့ကွင်းလေးအောင်တော်တော်လေးဒီအားကောင်းတယ်ပေါ့နော်ဒါချယ်ဆီကလည်းဒါကွင်းလေးပိုင်းတော်တော်လေးအားကောင်းတယ်ပေါ့ချယ်ဆီ Chelsea Christian မှာအားသာတာပေါ့ဟုတ်ကဲ့ဟိုကိုပါမားကဟိုဖလာဒက်စက်တခုစေကိုပါမားရဲ့ဒီ Patience Creation ကတော်တော်များတယ်ဥမာအချိန်20လက်ဖြင့်ပြည်တယ်မြဲအတိအကျတော့မသိဘူးနော်အချိန်20လောက်ရှိလိမ့်မယ်ဒါပေမဲ့အဲ့ Chelsea Patience Creation မှာကြည့်လိုက်တော့ assist ကတကြိမ်မှမဖြစ်တော့ဘူးဒါကြီးကြည့်လိုက်မှဆိုတော့ तू 33ကြိမ်လားမသိဘူး तू 33ကြိမ်ပဲ तू အားနေတာမဟုတ်ဘူးအဲ့ဒါကြတော့ဒီတိုက်ဆက်ပိုင်း finishing လုပ်မဲ့နေကအားနေတဲ့ပိုင်းဖြစ်နေအဲ့ဒါကြတော့ဟိုကိုပါမားရဲ့ ဒီဘယ်လိုပြောမလဲ chance creation ကကြတော့ arsenal ကိုလဲတဲ့ရှင်းနိုင်မယ်ဆိုတော့ပို့ပြီးတော့မှအားကောင်းတယ်ဟိုနောက်ထပ်ပို့ပြီးအားကောင်းတာကြကိုပေါမားကပြီးခဲ့တဲ့ salary နေ့မှာဆိုတာသူက register euro bali ပါဆို register လုပ်ထားအောင် corporate league ဆိုရင်လုပ်ထားတဲ့အတွက်ဒီဘွဲကလုံးဝ fit ဖြစ်ဖြစ်နေကစားနိုင်မယ်ထင်ပါတယ် leicester နဲ့ဘွဲကတော့အဲ့မဲ့ဘွဲမတိုင်ခင်နည်းနည်းနေမကောင်းဘူးလို့လည်းကြားတယ်ဒီ training လည်းကောင်းကောင်းမလုပ်နိုင်တဲ့အတွက် leicester နဲ့ဘွဲမှာတော့ penalty လွဲတာတွေနောက်ထပ်ဒါလူစားလဲခံရတာတွေတော့ရှိခဲ့တယ်ဒီဘွဲမှာတော့ကြံ့ခိုင်မှုပြည့်နေကစားလာမယ်ဆိုတော့ကိုပေါမားရဲ့ anso ရဲ့ တော့ကိုက်စီတို့ရဲ့ဒီကိုကိုယ်လည်း၃ယောက်တွေလည်းအာဆင်နယ်ကိုကောင်းကောင်းဒုက္ခပေးလာမယ်အနေထားမျိုးရှိရဲဒါပေမဲ့ချဲစီရမှာကိုဟိုဘယ်လိုပြောမလဲအခုခုနပြောသားလို့ပေါ့နော်ကျွန်တော်ရုပ်ရက်စဉ်းစားမိလို့ချဲစီရမှာကန်ခွင့်ရတယ်ကန်ကန်ကန်ဂိုးဖြစ်နိုင်ခြင်းညာတဲ့အားတွေကိုကန်ခွင့်ရတယ်ဖန်တီးနိုင်ဘူးအာဆင်နယ်ကဖန်တီးနိုင်ခြင်းမရှိဘူးဖြစ်နေတယ်တခုတော့ရှိတယ်ချဲစီခံချက်ကကြောက်လေဟိုကကြိုးကြောင့်လုတ်တတ်တဲ့အတွက်အဲ့ဒီကကြိုးကြောင့်လုတ်တတ်ရင်တော့အဲ့ဒါတော့ဟိုပွဲချင်းတွေတမျိုးပြောင်းသွားရင်တော့ ဒါအာဆင်နယ်အသာရင်အသာပါပေါ့နော်တကယ်တမ်းအချိန်နဲ့ရှင်ပြိုင်ကြီးဆိုတော့ချယ်ဆီရဲ့တိုက်စစ်လမ်းကြောင်းတွေပို့ဆောင်တဲ့ဘိုင်းကပို့ပြောမှတော့အားကောင်းနိုင်တယ်လို့ထားလို့ရှိအာဆင်နယ်ကတော့အွန်လိုင်းချင်းလိုက်တက်မယ်အဲချယ်ဆီခံစစ်အမားကိုစောင့်မယ်ဂိုးရအောင်ယူမယ်ပေါ့နော်ဒီနေရာမှာမာတင်နယ်လီပါလာတော့ ည်းနည်းအသက်ရှူချောင်းတော့ဒီချက်တော့ပဲရှိနေတယ်။ဟုတ်ပါဒါကိုဘက်မှာလဲဒါသူ့ရဲ့ဘောင်းဘက်ပြန်လာဖို့ကလဲသူကတကိုးပဲလို့တော့အဲ့တကိုးကိုတိုင်ပတ်နေမှာနော်ပြီးခဲ့တဲ့ဘက်မှာလဲပလန်ကြီးမှာချော်တော့သူ့ရဲ့ဟိုကင်မရာရိုက်သွားတာသူ့ရဲ့မျက်နှာလေးတော်တော်ညှိုးနေသွားတယ်လေတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါပွဲချင်နေရမှာပဲဘလို့ရလက်ထုတ်ပေါ်လာမှာဆိုတော့ဒီလိုစောင့်ကြည့်ကြပါမယ်။ဟုတ်ကဲ့ပါအခုလိုပြည့်ပြည့်စုံစုံဖြေကြရလို့လဲအခုနှစ်ယောက်အထူးပဲကျေးဇူးတင်ပါခင်ဗျာ။